နားယောက်ကြားနဲ့မွေးထားတဲ့ကလေးတွေကိုကြိုက်တဲ့ဘာသာတွေကိုသင်နိုင်ပြီးသူနဲ့ရတဲ့သမီးလေးမြမိုးကင်းကာကိုတော့ဘာသာပြောင်းတဲ့အကြောင်းသူ့ကိုအတိပေးတဲ့နယ်လို့ပြောလာခဲ့တဲ့တရုတ်ဆောင်ဖုံးတိုင်ကိုယ့်ရဲ့ပါစနေနဲ့ပတ်သက်တဲ့ကိစ္စတွေပြဿနာတွေပေါ်တယ်အဲ့လိုလိုင်းမော်တက်တက်ပြီးပြောတော့လောကရှက်တာမရှိဘူးကွာဒါပေမဲ့အခုကမပြောတော့မရတော့ဘူးကွာဒါ နေနေနေငောဘလောက်ပဲဆော့ဖုန်းထူလို့ဘလောက်ပဲငောကိုပြောပြောငါဘယ်တော့ပြန်ပြီးတုံ့ပြန်မှုလဲနေမကောင်းတော့ဆက်ဆက်တော့ဘလို့ပါသေးငါပါသက်ကပြောမှုလားရှိလားအခုကကြောင့်ငါသမီးလေးနဲ့ပတ်သက်လို့ငါမပြောလို့မရတော့လို့ငါပြောလို့ရင်ရှင်းရှင်းလေးညမှဒီသမီးလေးတယောက်ပဲရှိတာအဲ့ဒီသမီးလေးဘာသာကြားဖြစ်သွားတာကိုငါမသိတဲ့ပုံမှာငါ့ကိုအတိပေးဖို့တော့ကောင်းတယ်ဆိုပြီးတော့စိတ်မကောင်းဖြစ်တော့တကူကြောင့်ငါပြောတာနေမှာခလေးတွေအများကြီးနင်း နစ်နောက်ယူထားတဲ့ယောက်ျားနဲ့မွေးတဲ့ကလေးတွေနဲ့ကြိုက်တဲ့ဘာသာနဲ့ထဲ့ပါငါကိစ္စလည်းမဟုတ်စိတ်လည်းမဝင်စားဘူးအခုငါနဲ့မွေးတဲ့ဒီသမီးလေးကိုအဲ့လိုဘာသာကြားဖြစ်သွားတယ်မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းရဲ့အတွင်းတုန်းကဇနီးဟောင်းခင်မောင်းဟောင်းနေဖြစ်ကြတဲ့တရုတ်ဆောင်ဖုံတိုင်းနဲ့ဆိုတော်ချမ်းချမ်းတို့ကြားမှာသမီးဖြစ်သူမြမိုးခင်ကရဲ့ကိုးကွယ်တဲ့ဘာသာရေးနဲ့ပတ်သက်ပြီးအချင်းများနေခဲ့ကြတာဖြစ်ပါတယ် ။ငကိုကလေးကဘာသာမတူသူနှစ်ယောက်ကအိမ်အောင်ပြုခဲ့ကြပြီးတော့တမီးလေးမြာမိုးကင်ကာကိုမွေးဖွားခဲ့ကတမီးလေးမြာမိုးကင်ကာရဲ့ကိုးကွယ်မဲ့ဘာသာရေးနဲ့ပတ်သက်ပြီးမိဘနှစ်ပါးစလုံးကလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားခဲ့ကြတယ်လို့လည်းသိရပါဗျ။တရုတ်ဆောင်ဖုံတိုက်ဟာဗုဒ္ဓဘာသာကိုးကွယ်သူတယောက်ဖြစ်ပြီးအဆိုတော်ချန်ချန်ကတော့ခရစ်ယာန်ဘာသာကိုးကွယ်သူတယောက်ဖြစ်ပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံမှာရှိနေခြင်းအချိန်ခါတုန်းကတော့တမီးလေးမြမိုးခင်ကဟာဖခင်စီမာတလဲမိခင်စီမာတလဲနေထိုင်ခွင့်ရခဲ့ပြီးဘာသာရေးနဲ့ပတ်သက်ပြီးနှမျိုးစလုံးကိုလေ့လာခွင့်ရခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့မိခင်ဖြစ်သူအစိုးရချမ်းချမ်းကဒုတိယအိမ်နောက်အဖြစ်အီတလီနိုင်ငံသားနဲ့အိမ်နောက်ကြခဲ့ပြီးခင်မောတဲ့ရှီယာအီတလီနိုင်ငံကိုလိုက်ပါသွားခဲ့တာလည်းဖြစ်ပါတယ်။ အဆိုတော့ချမ်းချမ်းဟောင်းဒုတိယအိမ်အောင်နဲ့လည်းနောက်ထပ်သမီးလေးနှစ်ယောက်ထွန်းကားခဲ့ပြီးမြမိုးခင်ကလေးနဲ့ဆိုရင်သမီးလေး၃ယောက်ကိုပိုင်ဆိုင်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်နောက်ပိုင်းမှာတော့မြမိုးကင်းကလေးရဲ့ပညာရေးနဲ့ရှေ့လာမဲ့အနာဂတ်တွေအတွက်အဆိုတော်ချမ်းချမ်းကသမီးကြီးကိုလည်းအီတလီမှာခေါ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ ရမိုးကင်းကလေးဟာမိခင်ဖြစ်သူနဲ့အတူပျော်ရွှင်စွာနေထိုင်ခွင့်ရရှိခဲ့ပြီးဖခင်ဖြစ်သူဖုန်တိုင်းနဲ့လည်းမကြာခဏဆိုသလိုဗီဒီယိုကောပြောတာဖုန်းပြောတာတွေနဲ့အများအားအဆက်အသွယ်မပြတ်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းရက်တွေမှာတော့ဆိုလိုချမ်းချမ်းကတမင်းကြီးမြမိုးကင်ကာကိုခရစ်ယာန်ဘာသာအဖြစ်သွတ်သင်လိုက်ပြီးဖြစ်ကြောင်းလူမှုကွန်ရက်ကနေအတည်ပြုလာခဲ့ပြီးတဲ့နောက်ဖခင်ဖြစ်သူဖုန်တိုက်ကဒီကိစ္စနဲ့ပတ်သက်ပြီးဖခင်အရင်ဖြစ်တဲ့သူကိုတစုံတစ်ခုအကြောင်းကြားခြင်းမပြုခဲ့တဲ့အတွက်ဇနီးဖြစ်သူရဲ့ဆိုလိုချမ်းချမ်းရဲ့လောက်ရက်ကိုဘလို့မှမဖြစ်သင့်ဘူးလို့ပြောလာခဲ့တာပဲဖြစ်ပါတယ်။ အဆိုတော်ဖုံတိုက်ကတမီးလေးမြမုတ်ကင်ကားကိုအသက်16နှစ်ပြည့်မှသာဘာသာရေးနဲ့ပတ်သက်ပြီးရွေးချယ်ခိုင်းဖို့အတွက်ကြိုတင်ညှိနှိုင်းပေးတာဖြစ်ပေမယ့်အမှန်တကယ်မှာတော့အဆိုတော်ချမ်းချမ်းကအဲ့ဒီညှိနှိုင်းမှုကို ပြည့်ဝင်ခဲ့ကတမီးကြီးကိုအသက်17နှစ်အရွယ်မှာတင်ခရစ်စတန်ဘာသာသို့သွတ်သွင်းခဲ့တဲ့အတွက်ဖေတယောက်အနေနဲ့တရုတ်ဆောင်ဖုံတိုက်ကတော့စိတ်ဆိုးဒေါသဖြစ်နေကြတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အစိုးရချမ်းချမ်းကအမြဲတမ်းတမိကိစ္စနဲ့ပတ်သက်ပြီးအဆက်အသွယ်မပြတ်ရှိနေတဲ့အကြောင်းကသူ့အားအတိမပြေပဲလုပ်ခဲ့ပြီးအခုလည်းဖားခင်မပီသားတဲ့ပုံစံမျိုးဖန်တီးပြောဆိုနေတာတွေကြောင့်ပြေဥ္စာဖုံတိုက်ကချမ်းချမ်းနဲ့ပြောဆိုထားတဲ့အခြေအရေကိုတက်တဲ့အနေနဲ့ချပြလိုက်ရင်တမိလေးရဲ့မိခင်ဖြစ်တဲ့ချမ်းချမ်းအနေနဲ့အဆက်ကွဲသွားမယ်ဆိုပြီးတော့တတိပေးလိုက်တာလည်းဖြစ်ပါတယ်။ ုံတိုင်ကသူ့စီမှာတမီးလေးတယောက်သာရှိပြီးချမ်းချမ်းမှာတော့နောက်ယောက်ျားနဲ့ရတဲ့ကလေးတွေလည်းအများကြီးရှိတာကြောင့်အဲ့ဒီကလေးတွေကိုကြိုက်တဲ့ဘာသာတွေကိုသွင်းလို့ရနိုင်ကြောင်းကင်းကာလေးကိုတော့သူ့ကိုအတိပေးပြီးမှလှုပ်တင်ကြောင်းပြောဆိုလာခဲ့တာလည်းဖြစ်ပါတယ်တေဥဆောင်ဖုံတိုက်ကအခုပြောဆိုခြင်းကသူ့အနေနဲ့နောက်ဆုံးအကြိမ်ပြောဆိုခြင်းဖြစ်ပြီးအစိုးရချမ်းချမ်းအနေနဲ့ဒီကိစ္စတွေအပေါ်မှာတာဝန်ယူပေးဖို့လည်းပြောဆိုထားတာဖြစ်ပါတယ် ုယ့်ရဲ့ personal နဲ့ပတ်သက်တဲ့ကိစ္စတွေပြဿနာတွေပေါ်တယ်အဲ့လို live မှာတက်တက်ပြီးပြောတော့လောက်ကရှက်တာမရှိဘူးပါဆိုတော့ဒါပေမဲ့ခုကမပြောတော့မရတော့ဘူးပါသလားနင်းနေနင်းကောဘလောက်ပဲဆောက်ဖောင်းထုထုဘလောက်ပဲငေါ့ပြောပြောငါဘယ်တော့ပြန်ပြီးတုံ့ပြန်မှုလဲနင်းမကောင်းမဟုတ်ဆက်ဆက်တော့ဘလို့ပါသေးငါပတ်သက်ကပြောဘူးလားရှိလားအခုကြောင့်ငါသမီးနဲ့ပတ်သက်လို့ငါမပြောလို့မရတော့လို့ငါပြောတဲ့လူရင်းရှင်းရှင်းလေးညမှာဒီသမီးလေးတယောက်ပဲရှိတာ အဲ့ဒီတမီလေးဘာသာကြဖြစ်သွားတာကိုငါမသိတဲ့ပုံမှာငါ့ကိုအတိပေးဖို့တော့ကောင်းတယ်ဆိုပြီးတော့စိတ်မကောဖြစ်တော့တကူရောက်ငါပြောတာနင့်မှာခလေးတွေအများကြီးနင်နင်နောက်မြူထားရောက်ကြတဲ့မွေးတဲ့ခလေးတွေနင်ကြိုက်တဲ့ဘာသာလေးထဲ့ပါငါကိစ္စလည်းမဟုတ်စိတ်လည်းမဟုတ်တော့အခုငါနဲ့မွေးတဲ့ဒီတမီလေးကိုအဲ့လိုမျိုးဘာသာကြဖြစ်သွားတဲ့ပုံမှာငါ့ကိုအတိမပေးရလေတကူတော့ပဲငါစိတ်မကောဖြစ်လို့ပြောမိတာအဲ့ဒါလေးကို live တွေထပ်လွှင့်ပြီးတော့ ငါအဖေမပြီးသားဘူးလို့ပထွေးလောက်တော့မကောင်းနဲ့အဖေလိုလိုကလေးစားခြင်းနဲ့စားစရာတွေတော့မပုတ်ပေးဘူးတွေဘာတွေပြောတာကြတော့ငါပုတ်ပေးခဲ့တာတမိအတွက်လိုအပ်လို့ငါလုတ်ပေးခဲ့တာတွေငါစကရင်ရှော့တွေနေနေငါလည်းပြောစကရင်ရှော့တွေပြလာနေမဲ့ဆောက်ချက်ကွဲမှာတော့ချက်ချင်ငါအဲ့လိုထိငါကလေးမဆက်ညင်ဘူးနောက်ဆုံးတစ်ခါပုတ်ခဲ့တော့ဆိုဟာသလားငါမွေးတဲ့တမိတွေပုတ်နေနောက်ယူထားတဲ့ယောက်ျားနဲ့မွေးတဲ့ကလေးတွေကစားဖို့ ကစားစရာတွေဗမာပြည်ရဲ့တည်သားနဲ့လှုပ်ထားတဲ့ဥပုပ်ဂျိုးယိုတွေကစနေမာလူငါပုတ်ပေးခဲ့တဲ့ကောသိလားစားစရာတွေဆိုတော့တချို့ကိစ္စတွေကတချို့စားစရာတွေတမိကြိုက်တာတချို့ဟာတွေကနင်းအကြိုက်တွေနေမာဆိုတော့လေငါလည်းသိတယ်ငါမမိပိုက်လည်းသိတယ်ဒါပေမဲ့အဲ့ဒါတွေတွတ်မနေဘူးတိကျအကောင်းဆုံးချက်ပြုတ်ပြီးတော့တချို့ဟာတွေဆိုတော့စတီမက်ကမှားပြီးလက်ကကြီးတစ်လုံးနဲ့အပြစ်ပုတ်ခဲ့တဲ့ပုတ်ခဲ့တဲ့အဖေပုတ်ခဲ့တဲ့လူသိလားသမီးဟိုမှာငါဒီမှာသမီးဒီမှာငါနဲ့အတူရှိတုံးကသမီးကအကောင်းဆုံးကြောင်းငါထားတယ်နေကိုနိုင်ကနေပါဇက်က ဘုံသားရဲ့တမီးကိုတမီးနဲ့ပတ်သက်လို့လည်းအရင်အဖေတောင်းဝင်အရင်ချိန်နေပါပြီတမီးကိုတလဲငါစောင်းလျှောက်ပြရစီငါခေါ်ထားပြရစီလို့နင်းကိုယ်နဲ့တောင်းတော့ဝင်နေပြောတဲ့အပြင်ဆရာဂျွန်လင်တို့ကိုယ်နဲ့ကဟုတ်တယ်ဘုံသားမင်းတမီးကိုချစ်တာချစ်တာပဲတမီးကိုချစ်ရင်မင်းတမီးကောင်းတဲ့ပညာသင်ကြားရေးတို့ဒီနိုင်ငံရဲ့နိုင်ငံရေးအခြေအနေအရလဲမင်းသိနေရအောင်အဲ့တော့မင်းလွတ်သင့်နေတဲ့သူတွေအကုန်မျိုးစုံဝိုင်းပြောလို့ငါနင်းကိုယ်တိုင်လည်းအထက်ကတောင်းသလိုငါပို့ပေးခဲ့တာတမီးကမကြွေးနဲ့မဝင်းနဲ့ငါနင်းစီပို့ပေးခဲ့တာမဟုတ်ဘူးဒါပေမဲ့နင်းက ပြိသက်များတယ်နင်မှာပြိသက်ပိုများတယ်မင်းကပိုအောင်မြင်ဆိုတာနဲ့တယ်နင်ပြောလိုက်တဲ့စကားတခွန်းကြောင့်လူတွေငေါ့မုံသွားပြီးရောဆိုပြီးနင်ရည်သားဘွားတယ်နင်ပြောခဲ့တဲ့ဟာဟာတဲ့လားတကိစ္စတကူပြဿနာတကူဖြစ်တယ်ဟဲ့ဘုံသက်နင်ဒီအမှုပညာလုပ်ကိုလှုပ်ရှားလို့မရအောင်ငါလှုပ်ပြမယ်ကြည်ထားဆိုတဲ့စကားဒီနေ့ထိလည်းငါလက်ခံတယ်လက်ခံတယ်လက်ခံတယ်နင်ငေါ့ကိုနင်နဲ့ငါနဲ့နှစ်ယောက်ကြားမှာဖြစ်တဲ့ပြဿနာနဲ့ဘယ်တော့ဘယ်ငေါ့ကိုဆောင်မလုပ်ဘူးငါဘယ်တော့တုံ့ပြန်မှုလဲငါလည်းပြောလို့ရတာဗောနင်တိတ်ခါကြငါသမီးလေးအမေနဲ့ငါသမီးလေးတိတ်ခါကြတယ်ဆိုတဲ့စတဲ့ငါမျိုးတိတ်ထားခဲ့တာ၄ စကွန်ရှော့လေးအကုန်ရှိတယ်ချင်းချင်းငါလည်းပြုတ်ရတယ်ကွာငါလည်းမသက်ရှိရင်ငါပြုတ်လို့ရတယ်ဘယ်တော့ငါပြောဘူးလေအခုကငါပဲအဖေးတောင်းဝဲမချီပုံသလိုလိုဖခင်ကောင်မပြီးသားသလိုလိုဘာလဲဟိုပထွေးလောက်တော့မကောင်းတဲ့အဖေးလိုတွေနေလုံနေရတွေကရတဲ့ရတော့ငါမခံရင်စိတ်နဲ့ငါလည်းဟိုမခံရင်စိတ်ဆိုလူတိုင်းမရှိတယ်ငါတီးချင်တယ်ငါနဲ့ချောင်းလုံးရှိတယ်ဗျ ငါလည်းမခံနိုင်တဲ့တည်းဒီမှာကိုယ့်အတူပြီးတော့ငါရှောက်ပြနေမဲ့ဆောက်ချက်ကွဲမှာအဲ့လောက်ထိငါကလေးမဆန့်ကျင်ဘူးငါပြောတဲ့လူကြီးရဲ့ရှင်းရှင်းလေးတခုပဲငါသမီးလေးဘာသာကြောင့်ဖြစ်သွားတာဟုတ်အဖေရင်းဖြစ်တဲ့ငါ့အတိပေးတဲ့နဲ့အတိမပေးလို့ငါစိတ်ကောင်းဖြစ်တယ်ဒါလေးပဲဆိုတော့ပြိသက်များတဲ့ကိုယ့်အပူအောင်မြင်တဲ့အင်အားကြီးရဲ့ဆိုတိုင်းငါ့ကိုအဲ့လိုလူကြီးငါ့ကိုဝိုင်းမဆဲဆဲအောင်လုပ်နေတော်တော့